ားပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။သကိုင်းငလင်ပေးအတွက် လူဒန်းထားတဲ့အမိုးအကာတာဘောလင်စားနဲ့ရွက်ဖြင့်တဲတွေကိုစစ်တပ်ကပြည်သူတွေကိုမပေးဘဲဥပပါဒတန်တိဇေဒီပြုပြင်ရေးဝင်ကြီးဌာနအဆောက်အုံပြင်ဆင်ရေးနဲ့လန္ဒရာပြုပြင်ရေးတွေမှာခြားသုံးနေပါတယ်။ရန်ကုန်မြို့နယ်စနေမြို့နယ်တို့မှာစစ်တပ်ကစိတ်ကြမ်းမာရေးမကောင်းတဲ့ ကိုကောင်းစီအပါဝင်ပြည်သူ16ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးထွက်ပြေးသူတွေကိုလည်းတနက်နဲ့လိုက်လံပစ်ခတ်ခဲ့တဲ့သတင်းအပါဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာအခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းကလေးကြီးကြောင့်အိုးအိမ်ပျက်စီးတေကြည်တဲ့အထိကိုဒုက္ခရောက်ခဲ့ရတဲ့ ငလင်ဘေးတင်ပြည်သူတွေအတွက်ကိုနိုင်ငံတကာကနေလှူဒန်းထားတဲ့အမိုးအကာတာဘော်လင်ဇာနဲ့ရွက်ဖြင့်တဲတွေကိုစစ်တပ်ကပြည်သူတွေကိုမဖြန့်ဝေပဲအခြားနေရာတွေမှာပဲအတုံးချနေတယ်လို့သိရပါတယ်။နေပြည်တော်မှာနေထိုင်နေတဲ့ပြည်သူတချို့ကရန်ကုန်ခေတ်စ်ကိုဆက်သွယ်ပြီးစစ်တပ်ကငလီဘေးတင်ပြည်သူတွေအတွက်လှူဒန်းထားတဲ့အမိုးအကာတွေ တာပေါ်လင်စားနဲ့ရွက်ပြင်တဲတွေကိုအများပြည်သူနဲ့ဘာမှမသက်ဆိုင်တဲ့နေရာတွေမှာအသုံးပြုနေတယ်လို့သတင်းပေးပို့ထားပါတယ်။လက်ရှိမှာနေပြည်တော်မှာရှိတဲ့ဥပါဒတန်တိဇေဒီပြုပြင်ရေးအတွက်ကိုစစ်အင်ဂျင်နီယာတရင်တွေကဥဆောင်ကလှုပ်ဆောင်နေပြီးအဲ့ဒီပြင်ဆင်ရေးလုပ်ငန်းတွေမှာငလင်ပေးတဲ့ပြည်သူတွေအတွက်လူဒန်းထားတဲ့အမိုးကတာပေါ်လင်စားနဲ့ရွက်ပြင်တဲတွေကိုထုတ်သုံးနေတယ်လို့နေပြည်တော်ကပြည်သူတွေကရှင်းပြပါတယ် ဒါအပြင်စစ်အင်ဂျင်နီယာတရင်တချို့ကလည်းတာဝန်ယူလှုပ်ဆောင်နေတဲ့လမ်းပြုပြင်လုပ်ငန်းတွေမှာလည်းငလင်ဘေးတင်ပြည်သူတွေအတွက်လှူဒန်းထားတဲ့ရွက်ပြင်တဲတွေကိုလမ်းလုံသားတွေနဲ့စစ်အင်ဂျင်နီယာတချို့ကအသုံးပြုနေတာကိုလည်းမြင်တွေ့ရတယ်လို့သိရပါတယ်။ဒီလိုမျိုးပဲ match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ဝင်ကြီးဌာနအဆောက်အုံတွေပြန်လည်ပြင်ဆင်မှုတွေရှိနေရမှာလေ အခုလိုမျိုးပြင်ဆင်ရေးတွေမှာအများပြည်သူအတွက်လှူဒန်းထားတဲ့တာဘော်လင်းစရွက်ပြင်တဲနဲ့အမိုးကားတွေကိုကာယံအသုံးပြုတာတွေတွေ့ရတယ်လို့နေပြည်တော်ဝန်ထမ်းတိုင်ဝိုင်းကပြောပါတယ်။အခုနှစ်မတ်လ28ရက်နေ့ကပြင်အားခုနှစ်သသမခွန်အဆင့်ရှိတဲ့စကိုင်းငလျင်ကြီးကြောင့်မန္တလေးစကိုင်းအပါဝင်မြန်မာနိုင်ငံ အလဲပိုင်းမြို့ကြီးတွေမှာပြည်သူ၄000နီးပါးတေဆုံးခဲ့ရပါတယ်ရှင်။ တဖက်မှာလဲစစ်တပ်ကရန်ကုန်မြို့ပါဝင်မြို့တော်တော်များများမှာပေါ်တာဆွဲတာတွေကိုလှုပ်ဆောင်နေပါတယ်။ရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်38ရပ်ကွက်ကပြည်ဦးလွင်လမ်းမှာနေထိုင်တဲ့စိတ်ကျမ်းမာရေးမကောင်းတဲ့ကိုကောင်းစီကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့မိသားစုဝင်တွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။2025ခုနှစ်မတ်လ3ရက်နေ့မနက်10:00နာရီကမှမြောက်ဒဂုံမြို့နယ်38ရပ်ကွက်ပြည်ဦးလွင်လမ်းမှာနေထိုင်တဲ့ ိတ်ကျမ်းမာရေးမကောင်းတာကြောင့်စေတောင့်နေရသူဖြစ်ပြီးလစဉ်လဲစိတ်ကျမ်းမာရေးဆင်းရုံပြနေရတဲ့ကိုကောင်းစရာ နေကနေမုတ်ထွက်ဝဲတဲ့အချိန်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့သိရပါတယ်။အခုလိုပဲစတင်ပါလာ၂ရက်နေနဲ့၃ရက်နေတို့မှာလဲမကွေးတိုင်းဆလင်းမြို့နယ်နဲ့စင်ပြူကျွန်းမြို့တို့မှာဈေးလာဝဲတဲ့လူငယ်တွေနဲ့ရက်ွက်ထဲကလူငယ်တွေကိုပေါ်တာဆွဲလိုက်လံဖမ်းဆီးခဲ့ပြီးထွက်ပြေးသူတွေကိုတော့အကြမ်းဖက်ပြူတွေနဲ့စစ်အုပ်စုက တနက်နေ့လိုက်လံပစ်ခတ်ခဲ့တယ်လို့ပြည်သူညီနောင်စလင်းတင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်အဲ့လိုဖမ်းဆီးရမှာလူငယ်15ဦးဖမ်းဆီးခံခဲ့ရပြီးသူတို့ကိုစလင်းမြို့နယ်ရဲစခန်းနဲ့စလင်းတောင်ဘက်မှာရှိတဲ့နင်းငါသုံးတရင်တဲကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဒါအပြင်ပြူစောထီတွေကိုလက်နက်တက်ဆင်ပေးပြီးပြည်သူတယောက်ရရင်ငွေကျပ်3သိန်း4သိန်းပေးတယ်လို့လည်းသိရပါတယ်ရှင်။ စကိုင်းနယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းနယ်ကျွန်းလားမြို့နယ်ရွာကုန်းကြီးရွာအနီးကိုစစ်တပ်ကတိုက်ပွဲမဖြစ်ပွားပေလေရင်တွေနဲ့ဘုံကျဲချခဲ့တယ်လို့ကျွန်းလားကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရံရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့ည8နာရီချိန်မှာစကိုင်းနိုင်ကံဘလူခရံကကျွန်းလားမြို့နယ်ရွာကုန်းကြီးရွာအနီးကိုတိုက်ပွဲမဖြစ်ပေ အကြမ်းဖက်စစ်တပ်ရဲ့တဒက်ဦးကနေတက်လာတဲ့ Jet Fighter နဲ့ပေါင်900ဘုံနှလုံး Y12 လင်ရင်နဲ့ဘုံ28လုံးကျဲချခဲ့တာမှာပြည်သူတွေကတော့ထိခိုက်မှုမရှိဘူးလို့တော့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာကံဘလူခရိုင်အတွင်းမှာဇက်တိုက်စစ်ကြောင်းထိုးနေပြီးပြီးခဲ့တဲ့ August 31ရက်နေ့ကလည်းဥကင်ကြီးရွာနဲ့နှော်ကုန်းဘက်ကိုဒရုန်းနဲ့ဘုံတွေကျဲချခဲ့တဲ့အပြင် ပုံနာကြီးရွာကစစ်ပေးရှောက်ဇနီးမောင်နှံအုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်စစ်ရှောင်တဲ့လေးလုံးကိုလည်းစစ်တပ်ကမီးရှို့ဖျက်ဆီးသွားသေးတယ်လို့ကျွန်လာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်စီကနေသိရပါတယ်။အခုလိုပဲမနေ့ကစက်တင်ဘာလ၄ရက်နေ့မနက်09:45မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNL သိမ်းပိုက်ထားတဲ့ကြောင်မဲမြို့နယ်ပန်ကွာကြေးရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလေရင်နဲ့ပေါင်150ဘုံနှလုံးကျဲချခဲ့တာမှပြည်သူတွေကတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်ရှင်။ မန္တလေးတိုင်းဘက်ကိုကြည်အောင်ပါမန္တလေးတိုင်းမတရားမြို့နယ်စေတော်ကြီးတအားပေးဆက်ယုံကို အကြမ်းဖက်စစ်ကောင်စီတပ်ကဝိုင်းတွဲလေရင်ကာမီကာစေဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့် transformer 3လုံးပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ3ရက်နေ့နေ့လယ်2နာရီခန့်ကမတရားမြို့နယ်အတွင်းမှာရှိတဲ့စေတော်ကြီးတအားပေးဆက်ယုံကို အကြမ်းဖက်စစ်ကောင်စီတပ်ကဝိုင်းတွဲလျင်နဲ့ဘုံသီအလုံး90ခန့်ကျဲချခဲ့တဲ့အပြင်ကာမီကာဇင်ဆူဆိုက်ဒရုန်းတွေနဲ့လည်းအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲလိုကျဲချခဲ့တဲ့ဘုံသီတွေဟာစေတော်ကြီးတာဒမန်အနီးတစ်ဝိုက်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးတချို့ကတော့စေတော်ကြီးတအားပေးဆက်ရုံအတွင်းကိုကြားရောက်ပောက်ကွဲခဲ့က Transformer 3လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။အဲဒီစေတော်ကြီးတအားပေးဆက်ရုံဟာပသိမ်ကြီးမြို့နယ်မတရာမြို့နယ် စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့အတွက်လျှက်စင်ပြီးရရှိစေဖို့အတွက်အဓိကကျတဲ့ဓာအားပေးစက်ရုံတစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။ကရင်နီပြည်ဘက်မှာတော့ကရင်နီပြည်ဒီမော့ဆိုမြို့နယ်ပတုံငန်ရွာတိုက်ပွဲမှာစစ်ကောင်စီတပ်သား30နီးပါးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရရှိခဲ့တယ်လို့ကရင် National Army KNA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့ဒီမော့ဆိုမြို့နယ်နဲ့ဖရူဆိုမြို့နယ်အဆက် ထိုလီပလန်ရွာနဲ့ပတိုငန်ရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကရင်နီ တော်လန်ရေးတပ်ပေါင်းစုကတိုက်ခိုက်ခဲ့ရာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30နီးပါးသေဆုံးပြီးအများပြားနဲ့တံရရရှိကစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုကရင်နီ တော်လန်ရေးတပ်ပေါင်းစုကတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှမ်းတောင်ကရင်နီစစ်တိုင်းဒေသတန်ရင်1139ရဲ့ရဲဘော်တအူးကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကရဲဘော်တအူးနဲ့ကရင် National Army KNA တပ်ဖွဲ့ကရဲဘော်တအူးစုစုပေါင်းတော်လှန်ရေးရဲဘော်၃ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကကရင်နီပြည်အတွင်းကိုအင်အားအလုံးအရင်းနဲ့မြေပြင်စစ်ကြောင်းထိုးနေတာသာမကလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းတဟုန်ထိုးလှုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ဩဂုတ်လ15ရက်နေ့မှာတော့ဒီမော့ဆိုမြို့ပေါ်အေရီးယားတွေကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ကောင်းမြို့ပေါ်မှာတက်ဆွဲထားတယ်လို့ကရင်ဒီစီရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဒါအပြင်ကရင်ဒီပြည်မှာနေရောညပါကင်းတောက်လေရင်တွေ ပြန်ဝဲလျက်ရှိပြီးဒီမော့ဆိုဖရူဆိုမြို့နယ်တွေမှာလည်းမကြာခဏဆိုသလိုဒရုန်းနဲ့ဘုံကျဲတာလေကြောင်းတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတယ်လို့ကရင်ဒီစီရေးသတင်းရင်းမြစ်ကပြောပါတယ်။ အခြားတစ်ဘက်မှာလည်းတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ပြည်သူတော်တော်များများဒီမော့ဆိုမြို့နယ်အတွင်းကနေထွက်ခွာနေကြရပြီးစစ်ရေးအခြေအနေတွေကလည်းဆက်လက်တင်းမာနေပါတယ်စစ်တပ်ကဒီမော့ဆိုမြို့ပေါ်အေရီးယားကိုအဓိကအခြေပြုထားပြီးတော်လန်ရေးတပ်တွေကလည်းမကြာခဏဆိုသလိုတွားရောက်တိုက်ခိုက်နေတယ်လို့သိရပါတယ်စစ်တပ်ကဒီမော့ဆိုမြို့ပေါ်အေရီးယားတွေကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမဲ့အခုထပ်ထီတော့ဒီမော့ဆိုတမြို့လုံးကိုမသိမ်းပိုက်နိုင်သေးပဲ သူတို့စစ်သားတွေကိုယ်တိုင်တော့နေစရာမရှိဘူးလို့ကရင်ပြည်စည်ရေးတရေမီကဆက်လက်ရှင်းပြပါရရှင်။မကွေးတိုင်းဘက်ကိုလည်းကြည့်အောင်ပါ။မကွေးတိုင်းနမောက်မြို့နယ်တက်ဝံရွာကပြူစောထီတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာမှာတော့ပြူစောထီကောင်းဆောင်ဘိုထွန်းအပါဝင်၅ဦးသေဆုံးကလက်နက်၈လက်သိမ်းဆီးရရှိပြီးကားတစ်စီးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ငပြေမပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရတယ်။ မနေ့ကစက်တင်ဘာလ၄ရက်နေ့မနက်9:30မိနစ်ခန့်မှာနမ်ပေါင်းမြို့နယ်တက်ဝံကျေးရွာက ပြူစောတိကောင်းဆောင်ဘိုထွန်းနဲ့ပြူစောတိတွေကိုတရက်ခိုင် အမတ်သုံးငပြေမတက်ရင်ရဲ့မြေပြန့်ကြားတက်ခွဲကဥဆောင်ပြီးမဟာမိတ်အဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့်ထီတွေ့တိုက်ပွဲမိနစ်၄၀ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာ ပြူစောတိကောင်းဆောင်ဘိုထွန်းအပါဝင် ပြူစောတိ9ဦးသေဆုံးပြီး point 22လက်လုတ်ပြစ်စတိုတနက်တလန် အမွားကာပိုင်တနက်၅လက် ကာပိုင်ကြီး65တောင်းပြောင်းချောတနက်၂လက်ပြောင်းချောကြီး30တောင်းလက်ပစ်ဘုံ၂လုံးငွေသားတသိန်းချက်စစ်ဝတ်တစားများဖုန်း၄လုံးနဲ့စစ်မှုထမ်းစာအုပ်တအုပ်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတရက်ခရိုင်အမှတ်၃ငပြေမတက်ရင်ရဲ့မြေပြန့်ကြားတက်ခွဲမှဥဆောင်ပြီးရင်းနှီးချောင်းပကဖမင်းမှုခရိုင်စစ်ဌာနပြည်သူ့လုံခြုံရေးအဖွဲ့ 6 Revolutionary Army CIA နဲ့ဒေါင်းစစ်တီပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံတက်ခိုင်မှာတရားမဝင်မြန်မာအလုသမား82ယောက်ဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေကသတင်းဖော်ပြထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ3ရက်နေ့မနက်ပိုင်းမှာထိုင်းနိုင်ငံတက်ခိုင်အတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအလုသမား82ယောက်ကိုတင်ဆောင်လာတဲ့အလုံပိတ်ကားနှစီကို ထိုင်းအာဏာပိုင်တွေက ကြားဖြတ်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကားနှစီမှာအထောက်ထားမရှိတဲ့မြန်မာနိုင်ငံသား82ယောက်လိုက်ပါလာတာကြောင့်ထိုင်းနိုင်ငံသားရင်းမောင်းနှစ်ဦးကိုတော့ဖမ်းဆီးရရှိခဲ့ကအခုလိုမျိုးမကြာခဏဆိုသလိုလူသည်မှုတွေလှုပ်ဆောင်ခဲ့ဘူးတယ်လို့ရင်းမောင်းတွေကဝန်ခံခဲ့ကြတာကိုသိရပါတယ်။ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်မြန်မာတွေကိုတည်ယူဖို့အတွက် တချိန်ကိုရင်မောင်းအနေနဲ့ထိုင်းဘတ်ငွေတထောင်ရရှိပြီးလက်တလုံးမှာမြန်မာနိုင်ငံသား82ယောက်နဲ့ရင်မောင်း2ဦးကိုတရားဥပဒေနဲ့အညီအမှုဖွင့်အရေးယူသွားမယ်လို့သိရပါတယ်။အခုလိုမျိုးပဲထိုင်းနိုင်ငံချင်းမိုင်မြို့နယ်မှာရှိတဲ့ဝါရိုရော့ဈေးကို ထိုင်းလာဝကအဖွဲ့ကတွားရောက်စစ်ဆေးခဲ့တာမှာတော့ဈေးရောက်ခွင့်မရှိဘဲဈေးရောက်နေတဲ့မြန်မာအလုပ်သမား6ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ ဒါအတူထိုင်းနိုင်ငံဖူကတ်မြို့မှာစိုင်းလုပ်ငန်းလိုင်စင်နဲ့လုတ်ခွင်းမရှိဘဲမြန်မာစားတောက်ဆိုင်ဖွင့်လှစ်မှုကိုလည်းထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးခဲ့သေးတယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။